ဝေးဝေးဝေးပြင်သစ်နိုင်ငံရဲ့ပြတိုက်မှာအရန်အောင်တန်မိုးကြီးတဲ့ရေသနာပစ္စည်းတွေအခိုးခံရရလဲဆိုပြီးတရေနေထွက်လဲအဲအကြောင်းကိုဒီနေ့ဗီဒီယိုမှာကျွန်တော်ပြပြပေးသားမယ်ဗီဒီယိုမှာတွေ့ခင်မှာကျွန်တော် channel မှာတော်냐ထည့်ချင်တာဖြစ်ဖြစ်တော်냐ပြတဲ့ရေကူးချင်တာဖြစ်ဖြစ်ဒီဖုန်းနံပါတ်ဆက်သွယ်လို့ရတယ် ြင်သစ်နိုင်ငံကအိုက်ပြတဲ့ကကမ္ဘာမှာအကြီးဆုံးပြတဲ့တခုအိုက်ပြတဲ့ထဲမှာမိုနာလီဇာပကြီးကားတွေပါတယ်အများကြီးရှိတယ်ဗျာဆိုတော့အိုက်အထဲမှာအခိုးခံလိုက်ရတာဆိုတော့ခိုးခံလိုက်ရတဲ့ပစ္စည်းကလည်းကျွန်တော်ပြောရမယ်ဆိုအရင်ကတန်ဖိုးမဲ့နေတဲ့ပစ္စည်းတွေမဟုတ်ဟိုးအရင်ကဘုရင်လက်ထက်ကနေပိုလီယန်3ရာသူ့ရဲ့အမျိုးသမီးဖြစ်တဲ့ယူဂျင်းကိုလက်ဆောင်ပေးထားတဲ့ crown နေပြီးတော့တခြားနီလာနဲ့လှုပ်ထားတဲ့ကြောင်မြဲရေတနာနဲ့လှုပ်ထားတဲ့ငကတ်တွေအဲ့ဒီအကုန်လုံးပါနေတဲ့အဲ့ထဲမှာ The French Minister of Culture confirms the Louvre has been robbed. A hunt is underway for thieves after priceless jewels were stolen from one of the world's most famous museums. ကျွန်တော်ဗီဒီယိုအခုကြည့်နေတဲ့လူတွေ Hollywood ရုပ်ရှင်တကောက်ကြည့်နေရတယ်လို့မျိုးခံစားချက်ခံစားနေမိနေမယ်။ဆိုတော့ဘာဖြစ်လို့ကျွန်တော်ပြောရလဲဆိုရင်ဒီနေ့ဖြစ်တဲ့ပုံစံတွေအကုန်လုံးကလည်းရုပ်ရှင်တကောက်ရိုက်ထားတယ်လို့မျိုးပဲအရှက်ကိုမိုက်တယ်ဗျ။9မိနစ်အတွင်းမှာအရှက်ကိုတံမိုးကြည့်တဲ့ရေသနာကိုကိုမဟုတ်ရှစ်ခုတကယ်တော့ကိုကိုလာယူတာဒါပေမဲ့တစ်ခုကပြုတ်ကြပြီးချိန်ခဲ့တာဆိုတော့ကျွန်တော်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြမယ်။ အဲ့ရှစ်ခုကိုအရန်တံမိုးကြီးတဲ့ရေသနာရှစ်ခုကိုလိုက၄ရောက်တဲ့လာပြီး9မိနစ်အတွင်းမှာအလောက် security တိုက်ဖြစ်တဲ့ကပောင်းမှာအကြီးဆုံး museum ပြတိုက်ထဲကိုဝင်လာပြီးတော့9မိနစ်အတွင်းမှာလူပေါင်း၄ရောက်ကရေသနာရှစ်ခုယူပြီးတော့ဖခင်နဲ့ထွက်ပြေးသွားတယ်ဆိုတာကျားလို့ကောင်းသေးလားဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင်ဒီဖြစ်တဲ့ဖြစ်ပေါ်အစအဆုံးပြောရမယ်ဆိုရင် तू ကအထက်မှာ renovation လုပ်နေတာဆိုတော့ကျွန်တော်စောက်လို့ရေကိုသူတို့မိုးမှန်နေတဲ့အချိန်အဲ့ဒီအချိန်မှာစောက်လို့ရေနဲ့ပတ်သက်တဲ့ကားတစ်စီးလာတယ်အဲ့ကားထဲမှာလူ၄ရောက်ပါတယ် အဲ့လူလေးယောက်ကဘာလို့လဲလို့မေးရဆိုရင်သူတို့ပါလာတဲ့ကားမှာဆိုတော့အိုက်ကအမြင်ရ ground မှာရက်တယ်အဲ့ ground ကနေပြီးတော့ drive လေးကားထောင်းတယ်ဆိုတော့အိုက်ကမှာ original ဝတ်သွားလေးကားပါပြည်သင့်နိုင်ငံကသူစောက်လို့ရေးကားတွေတော်တော်များများမှာအဲ့ဒါတွေတုံးကြတယ်ဆိုတော့အိုက်ကမှာကျွန်တော်တို့ဒါမီတက်ကားပုံစံမျိုးပဲသူကလေးကားလေးပါနေတယ်အဲ့လေးကားထောင်းပြီးတော့ကျွန်တော်တိုက်တဲ့အပေါ်တက်လို့ရတယ်ဆိုတော့အဲ့လေကားကိုသူထောင်းတယ်ဝရဏလေးကိုသူတို့ဝင်တယ်ဝင်ရွားတဲ့ပုံစံကလည်းမျက်နှာဖုံးလေးပါတဲ့အုပ်ထားတဲ့ပုံစံမျိုးဖြစ်နေပေမဲ့လည်းသူတို့ဝတ်ထားတဲ့ uniform က အပေါ်ကကျွန်တော်တို့ဒါ construction ဆိုပြီးတော့ uniform ဝတ်ထားတဲ့အပေါ်မှာဘယ်သူမှသတိမထားဘူးရောသူတို့စောက်လို့ရေလုံနေတာပါဆိုပြီးတော့လေတွေ့တဲ့လူတွေအကုန်လုံးကလည်းအဲ့တိုင်းပဲသွားမှာဆိုတော့စဉ်းစားကြည့်ရောသူတို့အဲ့ထဲမှာခိုးနေတဲ့အချိန်မှာသူတို့ခိုးလို့ခိုးမှလည်းမသိဘူးအထက်ကလူတွေကအထက်မှာခိုးနေတဲ့အချိန်မှာလည်းလူပေါင်းထောင်နဲ့ချီပြီးရှိတယ် public ပေါင်းထောင်နဲ့ချီမနက်9နာရီကွယ်ပြတိုက်ဖွင့်လာတဲ့အချိန်ပြီးတော့တနင်္ဂနွေနေ့ဆိုတာရုံးပိတ်ရဖြစ်တဲ့ဘက်ကလူရမ်းစီနေတဲ့အချိန်ဆိုတော့အဲ့အချိန်မျိုးပြတိုက်ကိုလာကြတယ် အဲ့လိုမျိုးတို့ကအထဲဝင်သွားတယ်အဲ့တကယ်တော့သူဝရဏာကိုရောက်သွားတယ်ဝရဏာနေပြီးတော့အထဲဝင်ဖို့တကားထုတ်ရှိတယ်အဲ့တကားပိတ်ထားတယ်ဆိုတော့ကျွန်တော်ဒီနေရာမှာ animation လေးတွေကျွန်တော်ပြပြပေးမယ်ဆိုတော့အဲ့ animation လေးတွေကျွန်တော်ရှာရှာပြီးတော့ animation တော့မဟုတ်ဘူးဗျာဆိုတော့တို့လုပ်ထားတဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်အခု niche spot မှာတို့ရှာနေတဲ့ investigate လုပ်နေတဲ့အချိန်မှာတို့လိုမျိုးမျိုးဖြစ်နေတဲ့ပုံစံမျိုးတွေကျွန်တော် video လေးထည့်ထည့်ထည့်ပေးမယ်အဲ့အချိန်မှာတို့တကားကိုကျွန်တော်တို့ဒါဖြတ်ဆက်နေတို့ဖြတ်တယ်ဖြတ်ပြီးတော့မှအဲ့တကားဖောက်ကနေအထဲဝင်ပြီးတော့အထဲမှာတို့အေးအေးဆေးဆေးပဲအရင် rushing ခက်တာလည်းမဟုတ်ဓားတိုက်တဲ့ပုံစံလည်းမဟုတ်ဘူးဒီတိုင်းမဲ့တူတူတတကြီးတို့ ွှေပြီးတော့မှသူတို့ဆင်းပြီးတော့အပြန်ဆိုင်ငယ်နဲ့ပြန်ပြီးတော့ပြေးသွားတယ်ဆိုပြီးတော့သတင်းထွက်လာတယ်။ Okay ဒီနေ့မှာကျွန်တော်ဒီစိန်တွေကဘာတွေပါသွားလဲလို့မေးတယ်ဆိုရင်ဗျာဆိုတော့ရန်ကိုတံမိုးချတဲ့ Napoleon 3ရသူ့ရဲ့မိဖုရားယူဂျင်းကိုလက်ဆောင်ပေးရတဲ့ Crown ပါသွားတယ်။ရန်တံမိုးချတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီပစ္စည်းတွေပါသွားတယ်ဒီပစ္စည်း၈ခုပါသွားတယ်တကယ်တော့တို့လာယူသွားတာကို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 တို့တို့လက်ထဲရောက်သွားတယ်ဒါပေမဲ့တို့ထွက်ပြေးတဲ့အချိန်မှာဒီပြတ်တိုက်ရဲ့အပြင်းမှတ်မှာ ခုကြာကြံခဲ့တယ်။ဆိုအဲ့တခုကတော့အခုလက်ရှိသူတို့ officer တွေကပြန်ပြီးတင်းယူလိုက်ပြီ။သူတို့အခုလက်ရှိထိတော့ officer တွေကဖြစ်တာကတနေ့ဝင်နေမနက်ကဖြစ်တာ။ဆိုတော့ကျွန်တော်အခုဗီဒီယိုရိုက်နေတဲ့အချိန်ကအင်္ဂါနေ့ဖြစ်သွားပြီ။အခုကျွန်တော်ရိုက်နေတဲ့အချိန်အထိကိုအခုတချို့သူတို့မဖမ်းမဖမ်းနိုင်သေးဘူးဗျာဆိုတော့ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုယ်တိုင်လည်းအဆောက်အအုံရေဝင်ထမ်းပုံစံမျိုးလာသွားတဲ့ပုံမှာတော်တော်ကြီးကို complete ဖြစ်တယ်ဗျာသူတို့လို့သွားတဲ့ case ကလည်းအခုလက်ရှိဒီ case တွေ FBI ဝင်လာပြီ FBI နဲ့ကျွန်တော်တို့ news agency တွေနဲ့သူတို့လုံနေတဲ့ပုံတွေကျွန်တော်တို့တွေ့မြင်လိုက်ရတာဗာလဲဆိုတော့ သူတို့ဒီတဲ့ပစ္စည်းတွေကိုဘလို့မှသူတို့ရောင်းလို့မရအောင်ဆိုတော့ဥမာကျွန်တော်ဒီပစ္စည်းတွေတခု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 ထုတ်ပြီးရောင်းမယ်ဆိုရင်တော့မှဒီပစ္စည်းရအပြင်ပစ္စည်းနဲ့မတိတဲ့ပုံမှာဘယ်သူမှလည်းဝယ်ရဲမှာမဟုတ်ဆိုတော့ဒါပြတိုက်ကခိုးတာသူတို့ black market မှာတော့ရောင်းမလားဘလို့လဲသူရဲ့ plan တော့ဒီခိုးတဲ့လူကိုယ်တိုင်ပဲအကဲအကဲရှိကိုယ်တိုင်ပဲတည်နေလိမ့်မယ်ထင်တယ်ဆိုတော့ဒီလို case မျိုး2019ခုနှစ် Berlin Museum မှာဖြစ်ခဲ့ဘူးတဲ့ သူကဘာလဲဆိုတော့ဆိုတော့အဲ့လိုမျိုးအမွေနဲ့မျိုးကိုသူကခိုးရတာမဟုတ်ဘဲနဲ့တန်မိုးကြီးတဲ့ရွှေပြားတွေကိုသူကခိုးရတာရွှေပြားတွေကိုခိုးရပြီးတော့အဲ့တခိုးတွေကအရန်ကိုလဲတယ်လို့ပြောလို့ရတယ်သူတို့ကရွှေပြားတွေကိုခိုးရတယ်ခိုးပြီးတော့သူတို့အိမ်မှာအဲ့ရွှေကို melting လုပ်တယ်အဲ့ရွှေကိုအရေးဖြော်လိုက်တယ်အရေးဖြော်ပြီးတော့မှအဲ့ရွှေကိုသူတို့လိုချင်တဲ့ပုံစံပြန်သွင်းပြီးတော့မှတဆင်းသူဈေးကွက်ထဲကိုပြန်ရအောင်လားဆိုတော့အဘီဒီယရွှေရ quality တူတယ်ပေမဲ့လည်းကျွန်တော်ပုံစံမတွေ့ဘူးဘလို့မှဖန်လို့မရဘူးဗျဥပမာကျွန်တော်ဒီပစ္စည်းပျောက်သွားတယ်ဆိုရင်ဒီပစ္စည်းပဲကျွန်တော်ရှာမှာ ကြီးကြီးကကုန်ကြအောင်ကျွန်တော်ရှာမှာမဟုတ်ဒီထဲမှာပါတဲ့ဓာခင်းနဲ့ကျွန်တော် DVC ကိုရှာလို့မရအဲ့တဘောတရားအတိုင်းပဲရွှေပြောက်သွားတယ်ဒါပေမဲ့အဲ့ရွှေကအရေးဖြော်ပြီးတော့ဈေးကွက်ထဲပြန်သွင်းတဲ့ပုံမှာအရင်အောင်ရှာဖို့ခက်ခဲတယ်ဆိုတော့ဒီလို case မျိုး2019ကဘာလီမူဇီယံမှာတကယ်ဖြစ်ခဲ့ဘူးတဲ့ဆိုတော့ဘယ်လိုမျိုးသူတို့လှုပ်ချင်လဲဆိုရင်တောင်မှအဲ့ထက်ဆက်ရည်တစ်ခု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 ဖြုတ်ပြီးတော့သူရောင်းလဲဆိုရင်တောင်မှလည်းတိတာမယ်နောက်တစ်ခုကအဲ့ crown နဲ့မှာပါတဲ့အထက်မှာပါတဲ့ materials တွေကနီလာကြောက်တွေရောရောင်းတံမွေးကြည့်တယ် စိန်နေဆိုရင်ဗျာအဲ crown တစ်ခုကိုစိန်စီရတာကဒီကျွန်တော်တို့တရဖူတစ်ခုကိုစီရတဲ့စိန်တွေကတစ်ခုတစ်ခုရာနဲ့ချီတဲ့စိန်တွေယူရတာ၈ခုယူရတဲ့ပစ္စည်းတွေကျွန်တော်ပြောရမယ်ဆိုရင်စိန်စီရတဲ့ဖဲဗျာအဲ့နံပါတ်၄ချက်အရန်အောင်တန်မိုးကြီးတဲ့ဟာ1853ခုနှစ်ကကိန်းနီပိုလီယန်3ရာသူ့ရဲ့မိဖုရားဖြစ်တဲ့ယူဂျင်းကိုပေးတဲ့တရဖူစိန်စီရတဲ့တရဖူအရန်အောင်တန်မိုးကြီးတဲ့ဟာအဲ့ဒါအဓိကပါဝင်နောက်တစ်ခုကနီလာကြောက်တင်နဲ့လှုပ်ထားတဲ့လေဆွဲတွေငကတ်တွေ တရဖူအဲ့လိုတွေလည်းပါသွားတယ်ဆိုတော့အကုန်လုံးမေးခွန်းဖြစ်လာပြီဒီနေ့မှ security မရှိဘူး security ဘာလုပ်နေလဲဆိုတော့ကျွန်တော်ပြောရမယ်ဆိုရင် security ရတယ်သူတို့တခုမှဆိုတခုဆိုဂျိုးပါလာမှမဟုတ်တာ တို့တစ်ခုမှလည်းတင်မှာမဟုတ်ဘူးဗျာပြင်နောက်တစ်ခုကဟိုတို့ယူပြီးပြေးသွားတော့မှပဲတည်တာဟောတို့ခိုးခံလိုက်ရပြီဆိုပြီးတော့မှပဲတည်တာဆိုတော့အဲ့ချိန်မှာ security ရဲ့အဓိကအလုပ်ကဘာလဲလို့မေးရဆိုရင်ကျွန်တော်တစ်ခုတစ်ယောက်ပစ္စည်းကလက်ထက်တို့ခိုးဘူးကယူပြီးသွားမှတို့တည်တယ်ဆိုရင်တို့ရဲ့အဓိက security ရဲ့တာဝန်ကဘာလဲဆိုတော့အထက်မှာရှိတဲ့ public မထိခိုက်အောင်ကာကွယ်ဖို့ပဲပစ္စည်းကလူထက်တံမှုမကြည့်ဘူး ဲ့သဘောတရားကိုပဲ security က follow လုပ်တယ် security တွေအကုန်လုံးကလည်းအထက်ကလူထိခိုက်မှုမရှိအောင်အထက်ကလူတို့ attack မလုပ်တော့ဘာလို့ဆိုတော့တခိုးတယောက်ကလူမျိုးသူမိသွားပြီဆိုရင်သူကဘေးမှာရှိတဲ့ public ကိုအမြဲတမ်း target ထားနိုင်တယ်အဲ့တော့ target ထားနိုင်တဲ့အပေါ်မှာသူတို့တွေမထိခိုက်အောင်ပဲဒီ security က target ထားပြီးတော့သူတို့တွေကာကွယ်ခဲ့တယ် but EBC တွေအကုန်လုံးကလွတ်သွားတယ်ပြေးတဲ့အချိန်မှာ crown တစ်ခုတော့ပြန်ရရှိခဲ့တယ်ဆိုတော့ဒီ process ကြီးတစ်ခုလုံးကိုသူတို့လွတ်သွားတာ5 minute ဆိုတော့5 minute ဆိုတာ plan တေချာချပြီးတော့ဘယ်နေရာနဲ့ဘလို့ဝင်မဲ့ဘာယူမဲ့ဘယ်နေရာနဲ့ဘလို့ထွက်မလဲဆိုတော့ဟာဒီအကုန်လုံးသူတို့တေချာ blueprint နဲ့တေချာ plan ချပြီးတော့မှလုပ်တာဖြစ်တဲ့အတွက်အမဒီ museum တွေကအမြဲလာနေလို့ဖြစ်နိုင်တယ်ဒီ museum ကအပေါ်ကနေကြည့်ပြီးကျွန်တော်ဆုံးဖြတ်လိုက်အောင်ဒါပေမဲ့နောက်တစ်ခုကျွန်တော်ပြောရမယ်ဆိုရင်အဲ့ museum ရဲ့ blueprint ကကျွန်တော်ခုတိုင် Google မှာရှာရင်တော့မှရတယ်ဗျာဒီ museum ဘယ်နားပါဘယ်နားမှာအပေါ့ရှိလဲဆိုတော့ကျွန်တော်ကိုယ်တိုင် blueprint ကိုအခုလည်းရှိတော့ကျွန်တော်ဒီ museum မရိုက်ခင်ရတော့ကျွန်တော်ကခုန blueprint ကိုကျွန်တော်ကြည့်ခဲ့သေးတယ်ဒီ museum မှာဘယ်နားထဲမှာဝင်ပေါ့ရှိလဲဘယ်လိုတွေသွားလို့ရတယ်ဆိုတော့ ဆိုတော့အရင်ရောခက်ခဲတာတော့မဟုတ်ဘူးလို့နီးပညာခစ်ကြည့်တယ်မှာဒါလည်း drawback တစ်ခုပဲဗျာကျွန်တော်ဒါနီးပညာရဲ့အားနည်းချက်တစ်ခုပဲလို့ပြောလို့ရတယ် information အကုန်လုံးလည်းကိုယ်သိနေရတဲ့အပေါ်မှာ target ထားဖို့အရှက်လွယ်တယ်အဲ့တော့တရားပဲသူကအဲ့ blueprint ကိုအမြဲတမ်းမလာဘဲနဲ့လေဒီနေရာမှာဒီ line ကဒီလိုရှိတယ်ဒီ line ကဒီလိုပြေးလို့ရတယ်ဆိုပြီးတော့သူ online ကနေတစ်ခါလေးကြည့်ပြောมาလေလာလို့ရတယ်ဆိုတော့အကုန်လုံးကလည်း construction uniform ဝတ်ထားတဲ့ပုံမှာဩပြီးတော့ဘေးမှာလည်းစောက်လို့ရေးလှုပ်နေတဲ့ပုံမှာဩဒါစောက်လို့ရေးလှုပ်နေတာပါဆိုပြီးတော့ပဲသူတို့တွေးမိကြမှာတကယ်လို့တွေးမိအောင်နောက်တစ်ခုကအဲ့ မျူဇီယံထဲမှာပဲမိုနာလီစာပကြီကားတို့ပါတို့အများရှိတယ်။တကယ်အမွေနှစ်တယ်တံမွေးကြီးတဲ့ဟာတွေလည်းအများရှိတယ်။မိုနာလီစာပကြီကားလည်းတစ်ခေါက်အခုခံရတယ်ဆိုပြီးသတင်းကြခဲ့ပြီ။အဲ့ကြောင့်ကျွန်တော်နောက်ဗီဒီယိုတစ်ခုမှကျွန်တော်ပြပြပေးသွားမယ်။အခုလက်ရှိမှာတော့ဒီရဲတွေကသူတို့မှာလက်ရှိ evidence တွေကဘာတွေရှိလဲလို့မျိုးဆိုရင် DNA သူတို့ရဲ့ DNA ဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာအမွေးတမင်ကြွားလာတယ်အဲ့လူရဲ့ DNA နဲ့ကျွန်တော်တို့ရှာလို့ရတယ်ဆိုတော့အဲ့ DNA တွေသူတို့ရရှိတာလည်းပြောတယ်အခုလက်ရှိဒီအောက်ယူထားတာလည်းလုံးဝ FBI ကပဲယူထားတာဆိုတော့ အရန်ကို famous ဖြစ်တဲ့ FBI ကပဲဒီ service ကိုယူရတာဆိုတော့ပြန်ရသွားမယ်လို့တော့ကျွန်တော်ယူဆတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ဒီ process တွေအကုန်လုံးပြပြနေတာ Hollywood ရုပ်ရှင်တွေကကြည့်နေရတယ်မထင်ဘူးလားသူတို့ DaVinci Code ဆိုတဲ့ရုပ်ရှင်ကကြည့်နေရတယ်လို့ပြောပဲအရန်ကို complicated ဖြစ်တယ်ဗျာသူတို့လုပ်သွားတဲ့ဟာတွေကဟိုအလှေကားနဲ့တက်တယ်ဆက်နဲ့ဖြတ်တယ်အထဲကိုဝေတယ်ဖြစ်စီကိုယူတယ်ပြန်ထွက်လာတယ်ဆိုင်ရင်းနဲ့ထွက်ပြေးသွားတယ်ဆိုတော့အရန်ကိုသူတို့ plan ကိုတေချာချပြီးတော့ communicate လုပ်သွားတယ်ပြီးတော့သူတို့ green card ကိုသုံးသွားတယ် ဆိုတော့ဒီလိုမျိုးဖြစ်လာတဲ့ပုံပြီးတော့အထက်ကပစ္စည်းတွေရတယ်ကျွန်တော်ပြောရမယ်ဆိုရင်ဒီက billion တန်လား trillion တန်လားဆိုတာတန်မှုမဖြတ်နိုင်တဲ့ပစ္စည်းတွေသူတို့အဓိကအလုံးလို့ရတာကတော့ dark web ကိုပဲသူတို့သွားပြီးတော့သွားရောင်းလို့ပဲရမယ်ဗျာဒါပေမဲ့ dark web ကလည်းသူတို့ web ကလည်းဆိုတခုတနေအောင်တော့ distribute လုပ်မှာပဲဘယ်နေရာမှာနောက်ဆုံးမိမလဲကျွန်တော်ထင်တော့ဒီအရာကြီးကတော့မိသွားမယ်တော့ထင်တယ်ဒါပေမဲ့ကျွန်တော်အမြင်မှာတော့ဒီလူ၄ယောက်ပဲလုတ်သွားတယ်ဆိုပြီးတော့ကျွန်တော်မယူဆအောင်ဒီလူ၄ယောက်နဲ့တခြား team တစ်ခုအပြင်မှာရှိနေလိမ့်မယ် ။ဆိုတော့သူတို့နဲ့ deal တစ်ခုလုပ်ပြီးတော့မှပဲဒီလူ၄ယောက်ကယူသွားတာဆိုပြီးတော့ကျွန်တော် personally ယူစားတယ်။ဆိုတော့ဒါကျွန်တော်ကျွန်တော်ရဲ့တူဦးတယောက်တည်းကျွန်တော်ထင်မြင်ချက်ကျွန်တော်ကိုယ်တိုင်ကတော့ဒီလိုလေးမြင်တယ်။ဘာလို့ဆိုတော့ဒီလူ၄ယောက်ထဲနဲ့ဒီအရေးဖြစ်မြောက်ဖို့ဆိုတော့မလွယ်တော့မလွယ်ကူပြ။လွယ်ကူတဲ့ကိစ္စလည်းမဟုတ်။အပြင်တရားရောက်ကတော့အထက်မှာရှေ့ဟာ comment ပေးတိနေတာပဲဖြစ်ဖြစ်ပေါ့ဆိုသူတွေမှာ leader တယောက်ရှင်ကောင်းရှင်နေလဲမယ် ဆိုတော့အပြင်မှာလိုင်းတောင်းကြည့်ပေးတယ်လို့ပြောရှိကောင်းရှိနေလဲပဲဒါတော့ဘလို့ဖြစ်မလဲဆိုတော့ FBI ဆိုတာမှာပဲဒါကျွန်တော်ရဲ့အပိုင်းတော့မဟုတ်တော့ဆိုတော့ကျွန်တော်ရဲ့အပိုင်းက GV ကိုကျွန်တော်ရှင်းပြရမယ့်အပိုင်းဆိုတော့ကျွန်တော်ကိုကြည့်နေတဲ့ဒီကပရိသတ်ကြီးတွေကိုဘလို့ထင်လဲသူတို့၄ယောက်ပဲဒီယောက်တကယ်လုတ်ခဲ့ထင်လားဒါမဟုတ်အပြင်းချအဖွဲ့ကြီးတခုနဲ့ပေါင်းပြီးတော့သူတို့လုံနေတဲ့ထင်လားအဲ့ဒါကိုကျွန်တော်ကောင်းမှမနိုင်ခဲ့ပြီးပြင်တော့တခုသူတို့ဘာတွေလုံနိုင်လဲဆိုတော့ဒီအရထားပြီးတော့ဥမာဟိုဒီမိတ်ဆွေလက်ထဲအလားရောက်လာပြီဆိုတော့ဒီအရထားပြီးသူတို့ဘာတွေလုံနိုင်မယ်ထင်လဲ အဲ့ဒါကိုအဲ့ရထင်မြင်ကြလို့ကျွန်တော်ကောမန့်မှန်ခင်ပေးပါအောင်နောက်ဗီဒီယိုတစ်ခုမှကျွန်တော်ဆွေးနွေးကြမယ်ဗျာကျွန်တော် channel subscribe မလုပ်ရသေးဘူးဆို subscribe လုပ်ကြအောင်ဘာလို့ဆို subscribe မလုပ်ပဲကြည့်နေရလို့လေကျွန်တော် channel မှာတော်တော်များနေပြီနော်